အားလုံးမင်္ဂလာပါသော all in one channel မှာ ကြိုဆိုလိုက်ပါတယ်အခုဖတ်ပြပြီးမှာတော့စာရေးဆရာ ကောင်းမြတ်ခေရေးသားထားတဲ့ပြိုင်ဘက်ကငါဆိုရဲစာအုပ်ပဲဖြစ်ပါတယ်ဇက်သိမ့်ပိုင်းနေရာနဲ့အပူနေ့လေ2နာရီဝန်းကျင်လောက်မင်္ဂလာတော်ကိုတွားဖို့နံပါတ်35ဘက်စကားကို စိတ်ကြောမှတ်တိုင်ကနေစောင့်စည်းပါတယ်။ကားပေါ်မှာလူသိမ့်မပါသေးပါဘူး။ဘက်ကားပေါ်ရောက်တော့ထိုင်ဖို့နေရာကြည့်လိုက်ပါတယ်။ညာဘက်အချမ်းထိုင်ကုန်းတွေမှာပဲထိုင်နေသူတွေရှိကြပြီးဘယ်ဘက်အချမ်းမှာဘယ်သူမှထိုင်သူမရှိပါဘူး။ကျွန်တော်နောက်ထပ်ကိုလျှောက်လာပြီးဘယ်ဘက်အချမ်းကနှကုံတွဲထိုင်ကုန်းတစ်ခုမှာဝင်ထိုင်လိုက်ပါတယ်။ဘယ်ဘက်ပရင်ပောက်ကလေးရဲ့နေရာကနေပူတာကြောင့်ညာဘက်အစွန်မှာပဲထိုင်လိုက်ပါတယ်။ဘက်ကားကသူ့လမ်းကြောင်းအတိုင်းခရီးဆက်နေပါတယ်။ ရှေ့မက်တိုင်းတွေမှာခီးတဲ့တွေတက်လာကြပါတယ်။ဘယ်ဘက်အချိန်မှာထိုင်ကုန်တွေလွတ်နေကြပေမဲ့ဘသူမှမထိုင်ကြပဲမက်တရဲလျက်ပဲလိုက်ပါလာကြပါတယ်။တချို့ကထိုင်ကြည့်ပါတယ်။ထိုင်ကုန်တွေကနေချိန်ကြောင့်ပူနေတာမို့ပြန်ထကြပြီးမက်တရဲလျက်ပဲလိုက်ပါကြပြန်ပါတယ်။နောက်မက်တိုင်းတွေမှာခီးတဲ့တွေထက်တက်လာကြပြီးတချို့ကထိုင်ကုန်မှာထိုင်ကြည့်ကြပါတယ်။ထင်ထားတာထက်ပိုပူနေမှန်းသိကြတဲ့အခါ ပြန်ထပြီးမတည့်ရက်လည်းပဲလိုက်ပါလာချပြန်ပါတယ်။မှတ်တိုင်တိုင်းမှာတက်လာကြတဲ့ခီးတဲ့အားလုံးက ထိုင်ကုန်လွတ်တွေရှိနေကြပါလေ။ဘသူမှမထိုင်ကြအောင်။အညောင်းခံပြီး မတည့်ရက်ပဲပါလာကြပါတယ်။ဒီဖြစ်ပျက်ကိုကြည့်ပြီး တွေးတက်လွန်သူ ကျွန်တော်မှ တွေးမိပြန်ပါတယ်။ကျွန်တော်ဘဝမှာအလုံးမျိုးစုံလောက်ကန်ခဲ့ပူပါတယ်။အဲ့ဒီအလုပ်တွေမှာ နေရာရလို့သူ အထက်လူကြီးရဲ့မျက်နှာသာပေမှု ကြီးကျူးမှုကိုရလိုသူတွေကိုများစွာတွေ့ဖူးပါတယ်။နေရာရလိုမှုအတွက်အချင်းချင်းချိန်ပိုင်ကြတယ်။တဲဦးနဲ့တဲဦးမကောင်းပြောကြတယ်၊ကြောက်တွန်းကြတယ်၊မနာလိုဝန်တို့ဖြစ်ကြတာတွေကိုတွေ့ဖူးပါတယ်။အကြောင်းသိပြီးနေရာရသွားတဲ့သူတွေက အချိန်တခုကြာတဲ့အခါအဲ့ဒီနေရာမှာမပျော်နိုင်ဖြစ်ကြပြန်ပါတယ်။နေရာကရတဲ့ပြရာတွေကိုမခံနိုင်ဘူးလို့ဆိုကြပြန်ပါတယ်။အဲ့ဒီနေရာမှာမနေချင်ကြတော့ပဲအေးစစ်စစ် ်တက်တက်တတနေရရင်ပဲတော့ပါပြီလို့ဆိုချပြန်ပါတယ်။အဲ့ဒီနေရာရဲ့ပူလောင်မှုကို မခံနိုင်လို့အလုတ်ကနေထွက်သွားကြသူတွေကို တွေ့ပူပါတယ်။တကယ်တော့လူတွေဟာနေရရလို့ကြတယ်။နေရရရင်တက်တာမယ်လို့ထင်ကြတယ်။အေးစစ်စစ်ဖြစ်မယ်လို့ထင်ကြတယ်။တကယ်ပဲအေးစစ်တက်တာဖြစ်ကြတာတွေလေညာစွာရှိပါတယ်။ဒါပေမဲ့ကိုရယူလိုတဲ့နေရာကပုံမှန်တက်တာဝန်ယူမှုပုံများတယ်။အခက်အခဲပုံများတယ် ဖိအားပုံများတယ်ဆိုတာကိုမိနေတတ်ကြပါတယ်။အဲ့ဒီຢာတွေကိုကြော်လွားနိုင်စွမ်းရှိရင်တော့နေရာရခြင်းက ပြဿနာမဟုတ်ပါဘူး။ကိုရရှိလာတဲ့နေရာကပူလောင်နေအဋ္ဌပူလောင်မှုကိုမခံနိုင်ရင်အဋ္ဌနေရာမှာမနေကြုံပါပဲ။ပူလောင်မှုကနေရှောင်ဖယ်နေုံပါပဲ။ဘက်စကားပေါ်ကလူတွေကပူလောင်တဲ့နေရာမှာမထိုင်ကြပဲမတည့်ရလေပဲလိုက်ပါနေကြပါတယ်။ နေရာရှိနေပေမဲ့လည်းအဲ့ဒီနေရာရဲ့ပူလောင်မှုကို ခံရခြင်းထက်မှတ်တရပြည်နေရာချင်းကသူတို့အတွက်ပိုအဆင်ပြေကြောင်းသိကြပါတယ်။ပူလောင်တဲ့နေရာကိုဘယ်သူမှ မနေလိုကြကြောင်းပူလောင်မှုကိုခံပြီးနေရာရယူလိုခြင်းထက်တခြားပင်မမှုကိုသာခံယူလိုကြကြောင်းဘက်စကာစီရင်သင်ခန်းစာတစ်ခုအတိတစ်ခုထုတ်ခဲ့ရပါတယ်။နေရာတန်ဖိုးနဲ့လွတ်လပ်မှုကျွန်တော်ကပုံမှန်ဆိုရင် မြို့ထဲကနေမင်္ဂလာတော်ကို သွားတဲ့အခါ စူးလီမှတ်တိုင်ကနေ136ဘက်ကကိုစီပြီးသွားနေကြပါတရက်ကျွန်တော်ရဲ့ဆရာဖြစ်သူကလည်းသူ့လဲအောင်မင်္ဂလာဝေးပြေးကိုသွားကြရှိတယ်ဆရာတပည့်နှစ်ယောက်2000တန်ကားနဲ့အတူတူသွားကြမယ်စကားပြောပေါ်ရတာပေါ်လို့ပြောတာနဲ့ဆရာနဲ့အတူသွားဖို့ဖြစ်လာပါတယ်ဆရာပြောတဲ့2000တန်ကားဆိုတာကိုကျွန်တော်မသိဘူးပါတကယ်တော့2000တန်ကားဆိုတာက AC ကပုံစံလိုင်းကပါကားထဲမှာလူ၁၀ယောက်လောက်ပဲနေရာဆန့်ပြီး ဘက်စကားလိုမှတ်တိုင်များများမရတာကြောင့်ခရီးသွားရတာကတော့ပို့ပြီးခရီးတွင်ပါတယ်။ကားစီရောက်တော့နောက်ဆုံးခုံမှနေရာရပါတယ်။လူလေးယောက်ချက်ညက်ထိုင်ရပြီးရှေ့ကခုံတွေနဲ့နီးကပ်လွန်လာကြောင့်ခြေထောက်ဆန့်ဖို့အဆင်မပြေပါဘူး။ကားကနေပြီးလေဝင်ပေါက်တွေကရှေ့ကလူတွေနဲ့ကွေ့နေတာကြောင့်အသက်ရှူလဲမောဝတယ်လို့ချွေလဲအတော်ပြင်နေပါတယ်။ဟဲကွန်လည်းဖွင့်မပေးထားတော့ပိုးဆိုးပါတယ်။တနအီကျော်လောက်ကားပေါ်မှာ ကြက်ကြက်တဲတဲထိုင်နေရတာကြောင့်သွားလို့ရကိုမင်းမြရောက်ဖို့ပဲဆူတောင်းနေမိပါတယ်။ကားပေါ်ကဆင်းတော့ဆရာရဲ့ဆရာရဲ့2000နဲ့ကားကိုနောက်တော့မစီးတော့ပါဘူး။ဘက်စကားကိုလေးရပေးပြီးစီးရကမှထိုင်စရာနေရာမရတော့နင်းနေတော့တက်တောင်တက်တာဖြစ်ပါသေးတယ်။အဲကွန်လည်းရသေးတယ်။အဲကွန်မရတော့လေးရပဲပေးရတာပြီးပျော်ပါသေးတယ်လို့ဆရာကပြောဖြစ်ပါတယ်။ပြီးတော့ဆရာနဲ့လမ်းခွဲခဲ့ပြီးကိုဆက်သွားရမယ့်နေရာကိုခရီးဆက်ရင်ဆက်ဆက်တွေးတောနေမိပြန်ပါတယ်။ တကယ်တော့လူတွေက နေရာလိုချင်ကြတယ်။နေရာရလိုကြတယ်။ဒါပေမဲ့ကိုယ်ရင်းနှီးထားရတဲ့တံပိုးကကြီးပြီးရတဲ့နေရာကကျက်တဲခြင်းမြောင်ပြီးစိတ်လွတ်လပ်မှုမရှိရင်အဲ့ဒီနေရာကိုဘယ်သူမှမမောနိုင်မှာမဟုတ်ပါဘူး။အခွင့်အရေးရတာနဲ့အဲ့ဒီနေရာကနေဖယ်ခွာသွားမှာပါ။နောက်ထပ်လေအဲ့ဒီနေရာကိုပြန်လာခြင်းမှာမဟုတ်ပါဘူး။ဘဝမှာလွတ်လပ်မှုကသာတံပိုးကြီးပါတယ်။ရထားတဲ့နေရာကဘလောက်ပဲတံပိုးကြီးပါတယ်ပြောပြော။ လွတ်လပ်မှုမရှိ စိတ်ကျဉ်ကျဲရတယ်ဆိုရင်အဲ့ဒီနေရာကတကယ်တန်ဖို့အဆင်အမန်မဟုတ်ပါဘူး။အဲ့ဒီနေရာကိုဘယ်သူကမှမမှန်မမောဖတ်တွယ်နေမှာမဟုတ်ပါဘူး။ကိုယ်ရင်းနှီးထားရတဲ့တန်ဖို့နဲ့လည်းညီမျှမှာမဟုတ်ပါဘူး။နေရာထက်လွတ်လပ်မှုကတန်ဖို့ရှိကြောင်းမဏိကထက်အတိတရားတခုပို့တိုးလာတယ်လို့မှတ်တမ်းတင်ဖြစ်ခဲ့ပါတယ်။နေရာလော့အစမှတ်တိုင်ကနေစီလာခဲ့တာရော နှိလခင်လူပားချိန်မှာစီးခဲ့တာကြောင့်မှဘက်စကားစီရတာထိုင်စရာနေရာရပြီးသားပါနှခုံတွဲရဲ့မှာပရင်ပေါက်ပေးမှာထိုင်နေလိုက်ပါတယ်ဘေးမှာတော့ဦးလေးတယောက်ထိုင်နေပါတယ်နောက်မှတ်တိုင်တွေရောက်တော့ခရီးသည်တချို့တက်လာပါတယ်တက်လာတဲ့ခရီးသည်တွေထဲမှာကိုနဲ့ရွယ်တူလောက်ရှိပြီးရုပ်တော်လာပြီးအတော်လေးကြည်ကောင်းတဲ့ကောင်မလေးတယောက်တက်လာတာကိုသတိထားမိပါတယ်အတော်လေးလာပြီးဆွဲဆောင်မှုလည်းရှိတာကြောင့် ကိုပါဝင်ကားပေါ်မှာရှေ့နှစ်ပြီးသားယောက်ျားလေးတချို့လည်းသူ့ကိုတတိထားပြီးကြည့်မိကြပါတယ်။တိုက်ဆိုင်စွာပဲသူတက်လာတဲ့မှတ်တိုင်မှာကျွန်တော်ဘေးကဦးလေးကဆင်းသွားပါတယ်။မှတ်တိုင်ကတက်လာသူတွေထဲအဒီကောင်မလေးကရှေ့ဆုံးကပါ။ဘက်စကားကအကျွေထည့်ပြီးတာနဲ့နောက်ကိုလျှောက်လာပြီးကျွန်တော်ဘေးကနေရာလွတ်မှာလာဝင်ထိုင်ပါတယ်။သူ့နောက်ကတက်လာသူတွေထဲကယောက်ျားလေးတချို့ကနောက်ထိဆက်ဆောင်မသွားကြပဲသူ့ဘေးမှာ မတက်လာရရင်လိုက်ပါလာကြပါတယ်။နောက်မှတ်တိုင်မှာခရီးသည်တွေထက်တက်လာတော့ကားဆရာက အလေကလူတွေနောက်ထိလျှောက်သွားပေးကြဖို့နောက်ထဲမှာနေရာလွတ်တွေရှိသေးကြောင်းဟောပြောပါတယ်။ဒါပေမဲ့ကောက်မလေးပြီးမှလာရဲကြတဲ့ယောက်ျားလေးတွေကတော့နောက်ကိုလိုက်တော့မသွားကြပဲရှင်မြဲရဲနေကြပြီးကောက်မလေးကိုမတိမတာကြည့်နေကြပါတယ်။ယောက်ျားချင်းဆိုတော့ကျွန်တော်သဘောပေါက်လိုက်ပါတယ်။ ောင်မလေးကတော်တော်လာနေတော့ယောက်ျားလေးတွေရဲ့တဘာဝအရငေးချင်ကြပုံမှာဒီကနေ့ခေတ်စကားအရပြောရရင်ရှိတ်ကြငင်ကြတဲ့သဘောပါပဲကျွန်တော်ကိုယ်တိုင်တော့တစ်ချက်တစ်ချက်ဘေးဒဏ်အနေထားကနေမသိမသာငေးကြည့်မိပါတယ်နေ့လေခင်မူကားကအရင်ကြီးလူမများနေပါအောင်ထိုင်ကုန်တွေမှာလူတွေပြည်နေပေမဲ့နောက်ထဲမှာမတည့်ရဲ့စီစီရနေရာလို့တွေအကျယ်ကြီးရှိနေတာပါ ဒါပေမဲ့ကျွန်တော်ဘေးကအကောင်းမလေးရှိရာ ထိုင်ကုန်ပြီးမှပဲယောက်ျားလေးတချို့ မတည့်ရလျက်လိုက်ပါလာကြတုံးမှာပဲအတွေ့အကြုံကျွန်တော်အတွက်ကတော့ဒီမြင်ကွင်းကနေချဲ့ကားတွေ့နေမိပါတယ်လူဆိုတာဘလောက်ပဲသူတို့အတွက်သက်သာချောင်ကြည့်ပြီးကျေပြက်ကောင်းမွန်တဲ့နေရာနေရာလွတ်တွေကိုရနိုင်ပါစေမျက်ရှိနေရာကဘလောက်ပဲချက်တဲကျင်းမြောင်းနေပါစေကိုယ်စိတ်ကို အကြည့်တဲ့ဖြစ်စေတဲ့နေရာကိုယ်စိတ်ကို ညွန့်နှိုးဖွယ်ဖြစ်စေတဲ့နေရာမှာသာနေထိုင်ခြင်းကြပါတယ်နေထိုင်လိုကြပါတယ်အကျက်အတဲအကျဉ်းမြောင်းတွေကစိတ်ချမ်းမြေ့စေရနေရာမှာပဲပုံနေထိုင်လိုကြတာပါအဖြစ်ပြက်လေးတစ်ခုကိုကြည့်ပြီးနေရာနဲ့ပတ်သက်တဲ့လူစိတ်တဘာဝကိုကျွန်တော်သုံးသပ်မိခြင်းပါတခါတလေမှာကျွန်တော်လေကိုယ့်ဘဝအတွက်ကြိုးစားလှုပ်ရှားနေရင်ကရှိမှကျေပြဲကောင်းမွန်တဲ့အသက်ရှူရလွယ်ကူတဲ့နေရာတစ်ခုကိုမြင်နေရတာတော့ကိုယ်စိတ်ကိုပို့ပြီးအဆင်ပြေဖြစ်စေတဲ့နေရာ စိတ်ကိုအကြည်တက်ဖြစ်စေတဲ့နေရာမှာပဲနေထိုင်ခြင်းစိတ်ဖြစ်မိပါတယ်။ဘဝအတွက်ပျော်ရွှင်စေရာအယက်ဒေတာတခုလည်းလိုအပ်တယ်လို့ထင်မိပါတယ်။ဘလောက်ပဲတက်တာချောင်းကြီးရဲ့နေရာကောင်းတွေကိုရရှိနေပေမဲ့ကိုယ်စိတ်ကိုမပျော်ရွှင်တဲ့အယက်ဒေတာကကြာရှည်မှအဆင်ပြေမယ်လို့မခံစားရပါဘူး။ဘဝမှာ ကိုယ်စိတ်ကိုအကြည်တက်ရစေမယ့်နေရာစိတ်ချမ်းမြေပွေနေရာမှာပို့ပြီးနေထိုင်သင့်တယ်လို့ထင်မိပါတယ်။ ဖြစ်နိုင်ရင်တော့နေရာလေးရစိတ်လေးပျော်ရွှင်ရတယ်ဆိုရင်အကောင်းဆုံးပေါ့ဒါကနေရာရခြင်းနဲ့စိတ်ခံစားမှုကို သုံးသပ်ပြီးရရှိလာတဲ့အဖြစ်တစ်ခုပါပဲမှန်ခြင်းမမှန်ခြင်းကိုတော့အချိန်တစ်ခုနဲ့ဆက်ပြီးကိုကိုကို သုံးသပ်ရအောင်မှာပါအရှိန်ကျွန်တော်အသက်6နှစ်သားလောက်မှယထာစစီဖြစ်ပါတယ်ဘုဒ္ဓဘလတ်ဖောင်းမှာလူတွေအများကြီးရင့်နေကြပြီးယထာလာကိုစောင့်နေကြပေမဲ့ယထာလာတော့ဘယ်သူမှမတားကြပါဘူး လာနေရဲ့ယထာကိုကြည့်ရင်ယထာကကျွန်တော်တို့ကိုတင်မကော်ပဲကြော်သွားမှာကိုကျွန်တော်စိတ်ပူသွားပါတယ်ကျွန်တော်လည်းပလက်ဖောင်းအစုံကိုသွားပြီးယထာရဲ့ဖေအောင်လက်ပြထားလိုက်ပါတယ်အဲ့ဒီအချိန်မှာအမိကကျွန်တော်ကိုအင်ဂျီခေါ်လန်ကနေဆွဲပြီးနောက်ကိုခေါ်သွားပါတယ်ပြီးတော့အမိကစိုးရင်တော်သားကြောင့်ခေါင်းခေါက်ပါတယ်ကျွန်တော်နောက်မှသိရတာကယထာဆိုတာသူ့ဖူတာစင်ရောက်ရင်ဘသူမှတားစရာမလိုပဲရက်တယ်ဆိုတာကိုပါ ကားတွေလို့ကိုယ်ကမမြင်ပဲကြော်သွားမှာကိုစိုးရင်စရာမလိုပါဘူး။ဒါကိုကျွန်တော်မသိပဲယထာကိုကားလို့တားဆီးရမယ်အထင်နဲ့လက်ပြပြီးတားခဲ့မိခြင်းဖြစ်ပါတယ်။သူ့လမ်းကြောင်းပေါ်မှာသူ့ချိန်နဲ့သူသွားနေတဲ့အရာတွေကိုရက်တန့်သွားအောင်ဒါလို့မရဘူးဆိုတာကျွန်တော်သဘောပေါက်လိုက်ပါတယ်။လူတွေမှလည်းအတီတိုင်းပါပဲ။သူ့ချိန်နဲ့သူရွေ့နေတဲ့ပုံမှာကျွန်တော်တို့သွားတိုင်းလိုက်မြင်ပထမဆုံးတိခိုက်ရမှာကကိုကိုယ်တိုင်ပါပဲ။ ဥပမာဒေါသဖြစ်ပြီးဓာတ်ချောင်းနဲ့ရံကားနေတဲ့လူရှိရက်ပြီးသွားတမ်းမြင်ပထမဆုံးအခုတ်ခံရမှာကကျွန်တော်တို့ကိုယ်တိုင်ပါပဲအဲ့ဒီလိုပဲသူ့ပြဒနာနဲ့သူပူလောင်ပြီးမှွန်ထုံနေတဲ့လူအသေးကွင်းနေတဲ့လူမျိုးကိုအဲ့ဒီအချိန်မှာချက်ချင်းသွားနာချနေလို့နားဝင်မှာမဟုတ်ပါဘူးဒီຢာတွေကိုရက်တန်အောင်ဒါစီဖို့စူးစမ်းမယ်ဆိုရင် အချိန်အခါနဲ့အချိန်ဒီအပေါ်မူတည်ပြီးနီလန်ကြကြလှုပ်ဆောင်နိုင်မှာပဲရပါလိမ့်မယ် ဓာတ်ကန်ရန်ကနေတဲ့သူကို သူ့ရှိတဲ့ကန်နေသွားပြီးဓာတ်ကိုဆွဲလူလို့မရပါဘူးသူ့အလင်းငှက်ကိုစောင့်ပြီးနောက်ကနေသူ့အာနေချက်ကိုတိုက်ခိုက်ပြီးမှဖမ်းချုပ်လို့တော့ရနိုင်ပါတယ်ဘဝကိုအကောင်းဆုံးဖြစ်အောင်သူ့လုံလနဲ့သူကြိုးစားဖက်တမ်းပြီးရှေ့ရောက်နေတဲ့လူကိုလည်းပျက်စီးရပျက်စီးကြောင်းလိုက်တားစီနေလို့အပေါ်ပါပဲသူ့ချိန်တဲ့သူအကောင်းဆုံးရွေလျားနေတဲ့သူကိုသွားနှောက်ရှက်မိတာနဲ့ဘယံပရာဖြစ်ချင်ခဲ့မှာက နှောက်ရက်တားဆီးမိသူကိုယ်တိုင်ပါပဲအချိန်ရနေတဲ့အရာတွေကခိုင်မာပါတယ်သူ့အချိန်ကို သူ့အတိုးလျှော့လုံနိုင်တဲ့အစွမ်းအစရှိပါတယ်ဒါကြောင့်အချိန်ရနေတဲ့အရာတွေကိုတားဆီးလို့မရပါဘူးကျွန်တော်တို့ကိုယ်တိုင်လည်းကိုယ်လမ်းကြောင်းပေါ်မှာကိုယ့်အချိန်နဲ့ကိုယ်ရွေလျားနေပြီဆိုရင်ဘယ်သူလာတားဆီးပါစေကြောက်စရာမလိုတော့ပါဘူးအရေးကြီးတာကရွေးနေတဲ့အချိန်ထဲမှာအားနေချက်ရှိမနေဖို့ပါပဲကန္တဝင်ဆိုတာပါလဲ ကတလီမှာကျွန်တော်တို့ကအဲ့လိုလုပ်ကြရမှာကိုပေတဲ့နဲ့ကိုကိုကိုပြန်တိုင်းပြီး ကိုပေါင်တယ်မှာပဲကိုပိတ်မိတတ်ကြပါတယ်။ငါလုံးလိုက်တဲ့အလုပ်ကဆန်ဖြစ်ရမယ်လို့ကိုကိုကိုတတ်မှတ်လိုက်ပြီးကိုတိုင်းတာထားတဲ့ပေတဲ့နဲ့လိုက်ညီရင်အလုပ်ကခီးမတွင် ဖြစ်သွားရပါတယ်။တကယ်တော့ဆန်ဆိုတာကိုတိုင်းတတ်မှတ်တာမဟုတ်ပါဘူး။ကိုရဲ့ထုတ်ကုန်ကိုအတုံးပြူတဲ့လူတွေကတတ်မှတ်ပြီးတာပါ။ကိုလုံးလို့ရတာကကိုရဲ့ထုတ်ကုန်ပေါ်မှာ စေတနာထားပြီးတက်ဆွမ်းသည်မအဆွမ်းကုန်ဖန်တီးပေးရုံသာရှိပါတယ်။ကိုယ့်ရဲ့ထုတ်ကုန်ကို ကိုယ်တိုင်ဆန်ဖြစ်ကြောင်းသတ်မှတ်လို့ရတာမဟုတ်ပါဘူး။ကျွန်တော်ကတခြားလုပ်ငန်းတွေနဲ့တိတ်ပြီးမကျွမ်းဝင်တဲ့အတွက်ကျွန်တော်ကျွမ်းဝင်နားလေလောက်တဲ့အမှုပညာပစ္စည်းတွေနဲ့ပဲဥပမာပေးပြောပြပါရစေ။ကျွန်တော်တို့စာရေးသားကြတဲ့အခါငါစာကကန်ဝင်တွင်မဲ့စာဖြစ်ရမယ်။ကန်ဝင်တွင်အောင်ရေးမယ်လို့လုပ်ယူဖန်တီးလို့မရပါဘူး။ ကိုယ့်ရဲ့စာကဏ္ဍဝင်ဖြစ်မဖြစ်ကကိုယ့်စာကိုဖတ်တဲ့တနည်းအားဖြင့်ကိုယ့်အမှုပညာကိုခန်းစားတဲ့ပရိသတ်တွေကသတ်မှတ်ပြတာပါအချိန်ကာလများစွာကိုကြော်ဖြတ်ပြီးမှ ကိုယ့်အမှုပညာကခက်ဆက်ဆက်အထိတည်တဲ့နေမှသာကဏ္ဍဝင်ဖြစ်တယ်လို့အများကသတ်မှတ်ကြတာပါစာရေးသူအနေနဲ့ငါစာကကဏ္ဍဝင်ဖြစ်အောင်ရေးထားတာငါစာကကဏ္ဍဝင်ဖြစ်တဲ့စာလို့ကိုယ့်ကိုယ်ကိုသတ်မှတ်လို့မရပါဘူး ဆာရေးသူအနေနဲ့ကိုယ့်အမှုပညာကို အကောင်းဆုံးဖန်တီးမယ်အစွမ်းကုန်ကြိုးစားအားထုတ်မယ်ကိုယ့်အမှုပညာကခံစားသူတွေအတွက်အစိတ်အတော့မဖြစ်အောင်ရေးသားမယ်ကိုယ့်စာကိုဖတ်တဲ့သူ ကိုယ့်အမှုပညာပစ္စည်းကိုခံစားတဲ့သူအတွက်သူ့ပေးရတဲ့အချိန်သူ့ရင်းနှီးဝယ်လိုက်ရတဲ့ငွေချေးပမာဏနဲ့တန်အောင် ပြန်ရဖို့စေတနာအဓိကထားပြီးအားထုတ်ဖို့ပဲဖြစ်နိုင်ပါတယ်ဥပမာအနေနဲ့ဆိုရင်ဆရာကြီးများတန်တဲ့ ဆရာကြီးအောင်တင်တို့ရဲ့စာတွေကိုလူတွေကကဏ္ဍဝင်အဖြစ်သတ်မှတ်ထားကြပါတယ်။ဒီစာတွေကိုကဏ္ဍဝင်စာတွေပါလို့ဆရာကြီးတွေကိုယ်တိုင်ကသတ်မှတ်သွားကြတာမဟုတ်ပါဘူး။ဆရာကြီးတွေက သူ့စာတွေကိုဖတ်မှတ်ပိတ်တတ်တဲ့အတွက် အထူးသဖြင့်လူငယ်တွေအတွက်စေတနာအဓိကထားပြီးကြိုးစားအားထုတ်ရည်သားပေးသွားခဲ့ကြတာပါ။ဆရာကြီးတွေရဲ့ကြိုးစားအားထုတ်မှုနဲ့စေတနာမှန်ကန်လို့သာသူတို့ရဲ့စာတွေကိုကဏ္ဍဝင်အဖြစ်သတ်မှတ်ခံရတာပါ။ ကျွန်တော်တို့ခံစားနားဆင်ကြတဲ့သချင်းတွေဆိုရင်လည်းကဏဝင်အဖြစ်သတ်မှတ်ခံထားရတဲ့သချင်းတွေက အများကြီးပါပဲဒီသချင်းတွေကိုရေးသားတည်ဆုခဲ့ကြသူတွေကသူ့ရဲ့သချင်းတွေကကဏဝင်သချင်းတွေပါလို့ကိုယ်တိုင်သတ်မှတ်သွားကြတာမဟုတ်ပါဘူးသူတို့ကသူတို့ဖန်တီးတဲ့အမှုပညာအပေါ်ဒီဇိုင်းမမတ်စူးစမ်းအထောက်မှုသူတို့တည်တက်ထားသမျှဂီတနဲ့ပတ်သက်တဲ့ဘုဒ္ဓတရားတွေကို ထုတ်သုံးပြီး သူတို့ရဲ့အမှုပညာကို ခံစားမဲ့သူတွေအတွက်စေတနာအဓိကနဲ့ဖန်တီးသွားခဲ့ကြရုံပါပဲဒီတော့ကျွန်တော်တို့ကလည်းငါတို့ဖန်တီးမှုငါတို့အလုပ်တွေကစံပြင်းအောင်ကံဝင်ပြင်းအောင်လုပ်ရမယ်လို့စိုးအတင်းလုပ်ယူနေရမှာမဟုတ်ပဲကိုယ်လုပ်တဲ့လုပ်ငန်းအပေါ်မှာစူးစမ်းအထောက်အမှုအဖြစ်တည်တက်ထားသည်များအကုန်ထုတ်သုံးပြီးစေတနာအဓိကနဲ့ဖန်တီးထုတ်လုပ်သွားဖို့ပဲအာရုံထားတင်ပါတယ် စွတ်လုပ်ယူဖန်တီးနေခြင်းထက်ကိုယ့်အလုပ်ကိုအကောင်းအဆုံးဖြစ်အောင်အမြဲကြိုးစားရမယ်လို့နှလုံးသွင်းပြီး လုပ်ကင်မယ်ဆိုရင် ကိုယ့်ထုတ်ကုန်ကစံအဖြစ်မှတ်တမ်းဝင်မှာဖြစ်ပါတယ်။အဒီအခါမှာကန်တဝင်ပစ္စည်းအဖြစ်သတ်မှတ်ခံရနိုင်မှာပါ။ The Aura I Get အမေကန်ဆိုတော့အလန်ချက်စင်ရဲ့ The Aura I Get အခြေအနေကိုကျွန်တော် တော်တော်လေးကြိုက်ပါတယ်။လူတယောက်ကအသက်ကြီးလာတာနဲ့အမျှဘဝကိုဖျက်ဆီးမှုမှာ အရင်ကထက်ပိုတိလာတာတွေပိုနေတက်လာတာတွေပိုရင်းကျက်လာတာတွေရှောင်ရဲတက်လာခြင်းတွေကိုလှပစွာ ရေးဖွဲ့ထားတဲ့သခြင်းလေးတစ်ပုဒ်ပါကျွန်တော်နားလည်မိတယ်လို့ပြန်မျှဝေပေးပါရစေသက်ကြီးလာတာနဲ့အမျှငါပိုတွေးမိလာတယ်မျက်စိတမိတ်အတွင်ပျောက်ွယ်သွားနိုင်လို့ရတဲ့အချိန်ကလေးအတွင်မှာအကောင်းဆုံးနေထိုင်သွားရမယ်လို့ပေါ့အသက်ကြီးလာတာနဲ့အမျှအမှန်ကိုမြင်လာတယ် မင်းကိုချမ်းသာစေတာပတ်စံနဲ့စည်းစိမ်ဥစ္စာတွေမဟုတ်ဘူးမင်းချက်တဲ့လူတွေပဲဆိုတာဟုတ်ပေါ့အသက်ပြင်နေစေတဲ့နေရည်တွင်ကို တွင့်ရည်လေငါတောက်ဖြစ်မှာမဟုတ်တော့ဘူးဒါအမှန်တရားပဲရေစရာကောင်းပေမဲ့လက်ရှိအကောင်းဆုံးအချိန်တွေကိုရထားတယ်လို့ပဲငါခံစားမိပါတယ်အသက်ကြီးလာတာနဲ့အများအပေါင်းအသင်းနေလာတယ်ဒါပေမဲ့လေရထားတဲ့လောက်ထက်လေအများကြီးမလိုအပ်ပါဘူးအသက်ကြီးလာတာနဲ့အများ ဘယ်အချိန်မှာဖမ်းဆုပ်ရမယ်ဘယ်အချိန်မှာဆွန့်လွှတ်ရမယ်ဆိုတာပိုသိလာတယ်။ငိုခဲ့ရတဲ့အချိန်တွေရေမောခဲ့ရတာတွေနဲ့နေထိုင်ခဲ့မှုတွေအမှတ်တရတွေအတွက်ခံစားချက်တွေ မရှိတော့ဘူး။တက်ကြည်လာတာနဲ့အများစကြဆူတောင်းဖြစ်လာတယ်။ဘာကြောင့်မှမသိပေမဲ့ပြောစရာစကားတွေပိုရှိလာတယ်။တက်ကြည်လာတာနဲ့အများရှင်တဲ့နေထိုင်ရတဲ့ဘဝကို ပိုင်ဆိုင်ရတဲ့အတွက်ကျေးဇူးတင်မိပါတယ်။ ဆရာသားတစ်ချောင်းစင်းစီကိုကျွန်တော်နားလေတယ်လို့ခန်းစားမိတဲ့အခါဘဝရဲ့ဖက်တမ်းမှုဆိုတာဒါပါလားလို့ရှင်းလင်းမြင်တာလာရပါတယ်ကျွန်တော်တို့ဟာအသက်ကြီးလာတာနဲ့အမျှအတွေ့အကြုံတွေကနေအတ္တတရားတွေပုံများလာတယ်ခန်းစားချက်တွေကလှပလာပြီးဘဝကရိုးရှင်းလာတယ်အတွေ့အကြုံနဲ့ရင်ကျက်မှုကို ကျွန်တော်တို့ဒုက္ခဒုက္ခရှာစရာမလိုဘူးလို့သိလာတယ်နေ့စဉ်ဖြစ်ဖြစ်နေတဲ့အရာတွေအပေါ်မှာတခုခုရရှိဖို့ အဆင့်အစ်ဖြစ်နေလိုက်ုံနဲ့အတွေ့အကြုံနဲ့ရင်းချက်မှုက အလိုလိုရရှိလာတယ်။တနေ့ထက်တနေ့ကြုံလာရမယ့်အဖြစ်အပျက်တွေအပေါ်ရင်ဆိုင်သုံးသပ်ဖို့ပြင်ဆင်ထားလိုက်ုံပါပဲ။အသက်ကြီးလာတာနဲ့အမျှရင်းချက်မှုတွေရရှိလာမှာပါ။ဘဝကိုရိုးရိုးရှင်းရှင်းမြင်တတ်လာမှာပါ။ဆိုင်စီယာကောင်းမြတ်ခေရေးတထားတဲ့ပြိုင်ဘက်ကငါဆိုတဲ့စာအုပ်ကိုအစအဆုံးနှาศင်ပေးခဲ့ကြတဲ့သူအားလုံး ကျေးဇူးအထူးတင်ရှိပါတယ်။အတိအမြင်တိုးဝကြပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့။ကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ။